လူဘဝမှာတရှူးရှူးတတိုင်းတိုင်းနဲ့ဒေါသကြီးတဲ့ပုဂ္ဂိုလ်တယောက်ဟာကံမကောင်းအကြောင်းမလားလို့ခွေးဖြစ်ရင်လည်းခွေးဆိုးပဲဖြစ်တယ်။ကြက်ဖြစ်ရင်လည်းဟိုခွတ်ဒီခွတ်ဟိုစိတ်ဒီစိတ်ကြက်ဆိုးပဲဖြစ်မယ်။ငှက်ဖြစ်လို့ရှိရင်လည်းငှက်ဆိုးပဲ။နွားဖြစ်ရင်တောင်မှပဲဟိုနွားခွေးဒီနွားခွေးတရှူးရှူးလုပ်တဲ့နွားဆိုးဖြစ်တယ်နော်။ဒီတဲ့ဆိုးရင်တော့ကြားတို့အကောင်မလောင်နေကြိုက်စားတဲ့ချင်းသေးတို့ဆိုတဲ့အကောင်မျိုးတွေသွားဖြစ်တယ်။ ဒေါသသမားတွေဟာအဲ့ဒီတိုင်းပဲအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားတယ်။မပြင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းရောက်သွား။တရိษ္ဆာန်တွေကိုကြည့်အေးအေးချမ်းချမ်းနေတဲ့တရိษ္ဆာန်ရှိတယ်။စူးစူးပူပူရန်လုံနေတဲ့တရိษ္ဆာန်လည်းရှိတယ်။အကဲခတ်ပြီးတော့ကြည့်ရန်လုံတတ်တဲ့တရိษ္ဆာန်တရိษ္ဆာန်တစ်မျိုးတည်းတယ်မယ်ရန်လုံတဲ့တရိษ္ဆာန်ရှိတယ်ရန်မလုံတဲ့တရိษ္ဆာန်ရှိတယ် ခွေးထဲမှာလည်းသဘောကောင်းတဲ့ခွေးရှိတယ်သဘောဆိုးတဲ့ခွေးရှိတယ်နော်အမှတ်တမဲ့နေရင်တော့မသိဘူးတေချာကြည့်လို့ရှင်ခွေးဟာကြိုက်တတ်တဲ့ခွေးရှိတယ်မကြိုက်တတ်တဲ့ခွေးရှိတယ်ကြိုက်တဲ့ခွေးဆိုတာသဘောဆိုးလို့ကြိုက်တာနော်သဘောမဆိုးတဲ့ခွေးကလူလာရင် အမီးနံပြီးတော့ခင်တတ်မင်တတ်တယ်ပေါ့အဲ့တော့ဒီသဘောတွေဟာဆင်ញင်သုံးသက်တိုင်ရအောင်ခွေးတောင်မှာ မေတ္တာရှိတဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးမေတ္တာပြည့်တဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးဒီလိုဖြစ်ရတာပါဘဝမှာမပြင်ဘူးဆိုလို့ရှိရင်တစ်လျှောက်လုံးဟာဒေါသသမားဖြစ်ပြီးနောက်ဆုံးကိုဒေါသကိုမထိနိုင်တဲ့အခါဒေါသနဲ့တည်ဆုံးသွားလို့ရှိရင်အင်တာမဆင်းရဲတဲ့အပင်ငယ်ရဲ့ကြာရောက်သွားနိုင်တာပေါ့ကိုဒေါသကကိုကိုပို့ပေးလိုက်တဲ့သဘောပေါ့